ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမှာရွေရပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ဒီမှာတော့ခொနေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာမင်းသူရင်ခန့်မှာဩကြားထားသော2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှ17ရက်နေ့အထိ တပတ်စာကြံပြုဟောဇရန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်။အစည်းအဝေးလေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တတနိုင်တည်အောင်လဲဘေးနားအခေါင်းလုံးလေးကိုလည်းနှိပ် င်ထားပေးခဲ့ဖို့မမေ့နဲ့နော တနင်္ဂနွေသားသမီးများအတွေ့တပတ်စာဟော့စတန်ယခုတစ်ပတ်အတွင်းမှာစိတ်မတည်ငြိမ်ခြင်းစိတ်ထဲမှာမတည်မကျဖြစ်ခြင်းများကြုံရတတ်ပါတယ်အလုံးမှာပြောဆိုဖြစ်ရှင်ရခြင်းပြဿနာဖြစ်ခြင်းများကြုံရတတ်ပါတယ်အလုံးမှာစိတ်ဝင်စားပဲဖြစ်နေတတ်တယ်လက်ရှိအလုံးမှာပြောင်းလဲစိတ်များဖြစ်ပေါ်နေတတ်တယ်မိသားစုအကြီးအကဲအထက်လူကြီးမျိုးကြောင့်စိတ်ငြိမ်ရတတ်ပါတယ်ငွေကန်ကောင်းနေမယ်ငွေကြေးအထောက်ပံ့ကောင်းများရရှိတတ်ပါတယ်ထီထိုးခြင်းများအကျိုးပေးမယ်လူမျိုးသားတို့စီကအကူအညီများရတတ်တယ်ရန်နာပစ္စည်းစက်ပစ္စည်းဖုံးပြောင်းခြင်း င်းထွက်ချင်းများကြုံရတတ်ပါတယ်။သာသမီရှိပါကကျမ်းမာရေးညံ့တတ်ပါတယ်။အိမ်တော်ရေးတွင်စကားများစရာကိစ္စကြုံရတတ်တယ်။အခြေအမှစံအားအလွန်ကောင်းနေမယ်။ကျမ်းမာရေးနေဖြင့်လေအောင်ဘိုက်အောင်ဥကောင်းကဲ့ချင်းများဖြစ်တတ်ပါတယ်။ကံကောင်းစေသောကဏ္ဍများမှာနှစ်ခွနဲ့ကဏ္ဍများဖြစ်ပါတယ်။ကံထောက်ပံ့ကောင်းများရရှိစေရန်အတွက်ရရသူကတော်ဂုဏ်တော်ကိုပရိကိုပတ်စိတ်ပါ။တနင်္ဂနွေသာသမီများလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။တနင်္ဂနွေသာသမီများတွင်တိုက်ဆိုင်မှန်ကမာကွယ် မဲ့မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာမင်းသူရင်ခန့်နေဗီရင်မင်းမြန်ဆွေးနွေးတက်မယ်လို့တဲ့အခါ39 441 6900တိနစ်တို့ဘိုင်ဘာမတန်ဆက်သွယ်မင်းမြန်နိုင်ပါတယ် တနင်္လာသားသမီးများတွေတပတ်စာဟိုစတန်ရခိုတပတ်အတွင်းမှာစိတ်ပဝင်မကြခြင်းတွေကြုံရတတ်တယ်။ရုပ်တရက်ရန်ရှာခံရခြင်းပြဿနာရှာခံရခြင်းများကြုံရတတ်တယ်။ကျန်းမာရေးလည်းအထူးကူးစိုက်တယ်ပါလေ။ဝေဝင်များ၍ထွက်ငွေလည်းများနေတတ်တယ်။အကြောင်းကြောင်းကြောင့်လက်ထဲမှာစူးစောင်းထားသမျှလည်းကုန်သွားတတ်ပါလေ။မိတ်ဆွေဆရာသမားတွေစီကအဆက်အသွယ်အကူအညီများရရှိလာတတ်ပါလေ။အသုံးဆောင်ပစ္စည်းဆက်ပစ္စည်းများဝင်လာတတ်တယ်။အလုံးမှာစိတ်မပါ၍အဆင်မပြေဖြစ်တတ်ပါလေ။အလုံးနေရာများကြောင်းရွှေ့ရတတ်တယ်။လူမျိုး ာဒုက္ခပေးတာပါတယ်မိလျက်စစ်တကုအန်နေတတိထားပါအိမ်တော်ရေးအခြေရေးမှာအနေငယ်စိတ်ညစ်ဆရာတွေကြုံရတာပါတယ်ဂျမားရေးနေဖြင့်သွားနာဒူနာဖြာနာခြင်းများဖြစ်တတ်ပါတယ်ကံကောင်းစီသောကဏ္ဍများမှာသုံးငါကဏ္ဍများဖြစ်ပါတယ်ကံထောက်ပံ့ကောင်းများရရှိစေရန်အတွက်ရရရဘဂဝါကုံတော်ကိုပတိငါပဲစိတ်ပါဒနလာသားသမီးများအားလုံးကိုစိတ်နှဖျားဂျမားချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဒနလာသားသမီးများတွင်တိုက်ဆိုင်မှန်ကမှာကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့ ို့အတွက်မြောက်ဝေပြီးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာမင်းသူရင်းခန့်နဲ့ဗီဒီယိုမင်းမြန်ဆွေးနွေးတာမယ်လို့တဲ့အခါ၃ညကို၄၄၁6900တိနစ်တို့ဗိုက်ဘာမတန်းဆက်သွဲမင်းမြနိုင်ပါတယ် အင်္ဂါသားသမီးများတွေတပတ်စာဟော့စတန်ယခုတပတ်အတွင်းမှာအရာရာစိတ်ချမ်းသာစရာများကြုံရမယ်ဝင်ဝင်ပြီးလက်ရွှင်နေမယ်လက်လာပါများပေါ်များမယ်ငွေရှာရလွယ်ကူနေမယ်ဆရာသမားမိတ်ဆွေကောင်းတို့နဲ့တွေ့ဆုံရမယ်အလုံးမှာအပြိုင်ဆိုင်အနေငယ်တော့ကြုံရတာပါတယ်ဆိုရင်ရလာအောင်တော့မဟုတ်ပါဘူးအလုံးနဲ့ပတ်သက်၍ကောင်းသောအပြောင်းလဲများနေရာကောင်းရာချင်းများကြုံရမယ်ပညာရဲ့ကောင်းများတင်ကြားရတာပါတယ်ရဝိမစာအဆက်အသွယ်များရရှိလာတဲ့တဲ့ဆက်ပစ္စည်းအသစ်များဝင်လာတတ်ပါတယ်ဝါယာလျှော့အပူလော ောင်းမိဘူးထမိချင်းအန်နေမြအထုကယူဆိုင်တယ်မှာလေအိမ်တော်ဘက်ကြောင့်စိတ်ပျော်ရွှင်ရမယ်အချိန်မှစိတ်ချမ်းသာများကြုံရမယ်ကျမရင်းနေဖြင့်လေထိုးလေအောင်နှလုံးအောင်ရင်ပအောင်ခြင်းများဖြစ်တတ်ပါတယ်ကံကောင်းစေသောကဏ္ဍများမှာငါးတုံညာကဏ္ဍများဖြစ်ပါတယ်ကံထောက်ပံ့ကောင်းများရရှိစေရန်အတွက်ရရဘုရောကုံတော်ကိုပရိသုံးပတ်စိတ်ပါအင်္ဂါသာသမီများလုံးကိုစိတ်နှဖျားကျမချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ အင်္ဂါသာသမီများတွေတိုက်ဆိုင်မှန်ကမ္မကကွန်မန့်မှာတစ်ခုရေးပြီးရေးပြီး အခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပြီးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာမင်းသူရင်ခန့်နဲ့ဗီဒီယိုမြန်ဆွေးနွေးတိုင်ပင်လို့တဲ့အခါ39 441 6901တို့ဘိုင်ဘာမှာတိုင်းဆက်သွယ်မိမြန်နိုင်ပါတယ် ပုရောဟိတသမီးများတွေတပတ်စာဟောစတဲ့ဒီကိုတပတ်အတွင်းမှာအလောက်ကိုင်းကောင်းနေရာကောင်းများကြုံရမယ်အလုံးနဲ့ပတ်သက်၍နာမည်ကောင်းရခြင်းများကြုံရမယ်အကြီးအကဲများကုညီမစားခြင်းကြုံရမယ်ချွေလက်ဝေရဏများဝင်လာတတ်ပါလေဝေဝင်ခြင်းလက်ရွှင်ခြင်းများဝေကြီးကိစ္စများအထမြောက်အောင်မြင်ခြင်းများနဲ့ကြုံရမယ်မွေကြီးလလာပါများပွင့်လန်းနေမယ်ဖျားစင်တို့တော်ဖျားပုံတော်များကြွလာတတ်ပါလေဆက်ပစ္စည်းကြောင့်ထိခိုက်မိခြင်းဒဏ်ရာရခြင်းများကြုံရတဲ့လေမိမိအားမနာလို၍ကြောက်တွင်းခြင်းဆွဆွဲခြင်းများကြုံရ တတ်၍သတိထားသင့်ပါတယ်။ဆွေမျိုးကြီးကဲတို့ကြက်မာရင်ခြူချတတ်တယ်။အိမ်တော်ဘက်နဲ့အစင်မပြေဖြစ်တတ်ပါတယ်။အခြေရေးတွင်လက်ဆောင်ပစ္စည်းများရရှိတတ်ပါတယ်။ကြက်မာရင်နေဖြင့်အစာမကြေခြင်းအစာမခြင်းတွားသဖုံးရောင်ခြင်းများဖြစ်တတ်ပါတယ်။ကံကောင်းစီသောကဏ္ဍများမှာနှစ်လေးကဏ္ဍများဖြစ်ပါတယ်။ကံထောက်ပံ့ကောင်းများရရှိစေရန်အတွက်ရရရလက်ဖက်ရည်တစ်ခွက်ဖျက်ကပ်လိုပါ။ဘုရူသားသမီးများလုံးကိုစိတ်နှဖျားကြက်မာချမ်းသာကြပြီးကုန်းကျူးချမ်းသာများပုံမရရှိကြပါစေ။ဘုရူသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကဂေါမတ်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာမင်းသူရင်ခန့်နေဗီဒီမီမြန်ဆွေးနွေးတာမြင်လို့တဲ့အခါ3ည9 441 6900တိနှစ်တို့ဘိုင်ဘာမှာတဲ့ဆက်သွေးမင်းမြန်နိုင်ပါလေ ကျန်းသာရေးသားသမီးများတွေတပတ်စာဟောစတဲ့ယခုတပတ်အတွင်းမှာအလုံမှာအချိန်နေကောင်းအခွင့်အလမ်းကောင်းများနဲ့ကြုံရမယ်အလုံမှာလစာတိုးခြင်းနေရာကောင်းများရရှိခြင်းကြုံရမယ်လုပ်ငန်းမှာကြီးခဲ့သူများရဲ့ကူညီထောက်ပံ့ခြင်းများရရှိလိမ့်မယ်မမျှော်လင့်ထားသောမိတ်ဆွေများနဲ့ပြန်လည်ဆုံတွေ့ရတယ်ပါတယ်ငွေဒလဟောထွက်ခြင်းငွေကြေးကိစ္စများအမှားမှအယွင်းယွင်းဖြစ်ခြင်းကြုံရတတ်ပါတယ်ငွေကြေးကိစ္စအတွေ့ပြောဆိုဖြစ်ခြင်းရတဲ့တဲ့သားသမီးအောက်လည်ငယ်သားတို့အတွေ့ပူပန်သောကရောက်ရတတ်ပါတယ်လူမျိုးသားတို့နဲ့အတိုက်ခံဖြစ်တတ်တဲ့ ဆက်ပစ္စည်းဒုက္ခပေးတတ်ပါတယ်။လျှက်စင်မီအထူးသတိပြုတင်ပါတယ်။အိမ်တော်ရှင်များအိမ်တော်ရေးမသားမယားဖြစ်တတ်တယ်။အခြေအတွင်အရှုပ်ရှင်းကိစ္စများပေါ်တတ်ပါတယ်။နာဂိုက်ချင်းစီခြေလက်မြချင်းများဖြစ်တတ်ပါတယ်။ကံကောင်းစဉ်သောကဏ္ဍများမှာတိချောက်ကဏ္ဍများဖြစ်ပါတယ်။ကံထောက်ပံ့ကောင်းများရရှိစေရန်အတွက်ရရရအရန်ကုံတော်ကိုပရိကိုပဲစိတ်ပါ။ဇာတာဝိသသမီးများလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများဖို့မှုရရှိကြပါစေ။ဇာတာဝိသသမီးများတွေတိုက်ဆိုင်မှန်ကမကဂွန်မန်မှာတစ်ခုရေးပေးရပြီ ြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကံကံတွေကိုဆရာမင်းသူရင်ခန့်နေဗီဒီမင်းများဆွေးနွေးတာမြင်လို့တဲ့အခါ39 441 6900တိနစ်တို့ဗိုက်ဘာမတဲ့ဆက်သွယ်မင်းများနိုင်ပါတယ် တောက်ကြမ်းသားသမီးများတွေတပတ်စာဟောစတဲ့ဒီကုတပတ်အတွင်းမှာအလုတ်ထက်နိုင်စိတ်မပါလက်မပါဖြစ်နေတတ်တယ်အလုံမှာပြဿနာများဖြစ်ရှင်းရတတ်တယ်မစိုးရင်ရပါယခုအလုံနေရာမှာပြောင်းလို့စိတ်များကြုံရတတ်တယ်အလုံကောင်းအခြေအနေကောင်းများကြုံရလိမ့်မယ်လူမျိုးသားအကြီးအကဲဘာသာကြားတို့ရဲ့အကူအညီပေးလာခြင်းများကြုံရမယ်ထီကံငွေကံအလွန်ကောင်းနေမယ်မိမိအလုံမှာ၎င်းထိပေါက်သလိုလည်းကောင်းငွေများများဝင်လာတတ်တယ်ငွေကြေးနဲ့ပတ်သက်သောကိစ္စများအဆင်ပြေအောင်မြင်မယ်လို့ဖို့ကံပဲရင်မိဘဆွေမျိုးများကြောင့် ညစ်ဆရာကြုံရတဲ့မိသားစုဝင်များကျမ်းမာရေးညံ့တဲ့အိမ်တော်ရေးမှာစိတ်ရှုပ်ဆရာကြုံရတဲ့ပါတယ်အခြေအမှချစ်သူနဲ့စကားများနေရတဲ့ကျမ်းမာရေးနေဖြင့်မျက်စိနာရာလေထိုးလေအောင်ဖြစ်တဲ့ကိုယ်လက်ရာရန်ချင်းများဖြစ်တဲ့ပါတယ်ကံကောင်းစေသောကဏ္ဍများမှာရှိကူကဏ္ဍများဖြစ်ပါတယ်ကံထောက်ပံ့ကောင်းများရရှိစေရန်အတွက်ရေရေရလောကဝိသူကုံတော်ကိုပရိရှိပတ်စိတ်ပါတောက်ကြံသားသမီးများလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေတောက်ကြံသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကောမက် မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကဲတွေကိုဆရာမင်းသူရင်းခန့်နေဘေဒီမင်းမြန်ဆွနွေးတမယ်လို့တဲ့အခါ3996416900တိနစ်တို့ဘိုင်ပေါမတဲ့ဆက်သွယ်မင်းမြန်နိုင်ပါတယ် စနေသားသမီးများတွေတပတ်စာဟော့စတယ်ရခုတပတ်အတွင်းမှာစိတ်မကြည်မလင်းဖြစ်စရာတွေတစ်ဖက်သက်ပြောဆိုခံရခြင်းတွေအပြစ်တင်ခံရခြင်းတွေကြုံတွေ့ရတာပါတယ်ရောဂါအောင်ကြောင့်ကျန်းမာရေးချိုးချခြင်းများကြုံရတဲ့တဲ့စိတ်ဓာတ်မကျဖို့တော့လိုပါတယ်ဘာသာရေးနဲ့ပတ်သက်သောစဉ်တူတော်ပုံတော်များကြွလာတတ်ပါတယ်ကြွလာရင်ကောင်းသောအရာများကြုံရမယ်အလုံနေရများကိုပြောင်းရမလို့ဒီပြောင်းရမလို့ဖြစ်နေတာပါတယ်အလုံနေရနှစ်ခုပေါ်လာတဲ့တဲ့ဝေဝင်လက်ရှင်ရေးကံကောင်းနေမယ်ဝေဝင်စရာအခွင့်အလမ်းများပေါ်ပေါက်လာမယ်လက်လွန် ားသောငွေများပြန်လည်၍ရရှိလာလိမ့်မယ်။အိမ်တော်ဤတွင်အစင်မပြေမှုတွင်များနေတတ်တယ်။အခြေအမှချစ်ခင်မှုများတိုးပလာလိမ့်မယ်။ဈာမအေးနေဖြင့်အစင်မြင်နာခြင်း၊မူမောခြင်း၊တွေးတာယောဂများဖြစ်တတ်ပါれ။ကံကောင်းခြင်းသောကဏ္ဍများမှာသုံးချုပ်ကဏ္ဍများဖြစ်ပါれ။ကံထောက်ပံ့ကောင်းများရရှိစေရန်အတွက်ရရရ။ခမင်းပေါ်တရားဖြူပြီးဖျားကတ်လိုပါ။ဇနီးသားသမီးများလုံးကိုစိတ်နှဖျားချမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။ဇနီးသားသမီးများတွေတိုက်ဆိုင်မှန်ကန်မှာကကွန်မန့်မှာတခုရေးပေးခဲ့ပြီး ်အခြားသူများလည်းသိနိုင်ဖို့အတွက်မျှော်ဝေပြီးခဲ့နော်မဆွေရောရကကန်တွေကိုဆီယာမင်းသူရင်ခန့်နေဗီဒီမင်းများဆွေးနွေးတိုင်ပင်လို့တဲ့အခါ39 441 6900တိနစ်တို့ဘိုင်ဘာမတိုင်းဆက်သွယ်မင်းများနိုင်ပါတယ် ကျေးဇူးတင်ပါတယ်မြမယိုရပင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောပါအချင်းချင်းတပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယိုရပင် channel လေးကို like subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တိုင်းတိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်